လာပါလို့လည်းရှိဦးဆိုပြီးနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ရဲ့ Not Tiger Channel ကိုနေ့ရက်တိုက်အစီအမဲကြည့်ရှုပေးတဲ့ဒူတဲ့ကိုလည်းကြည့်ဦးတည်လို့လည်းရှိဦးဆိုပြောကြားချင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မြို့မင်းကိုစီရဲ့ reaction လေးပဲဖြစ်ပါတယ်အတူတူကကြည့်ရှုနားဆင်ကြားရအောင်ဆိုတော့ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ဗီဒီယိုတစ်ပုဒ်နဲ့အရင်စရအောင်ဗီဒီယိုတစ်ပုဒ်နားထောင်ကြည့်ရအောင်နော်။ကျမောင်းနိုင်ငံရဲ့ကျင်းပနေကြဘာသာရေးပွဲတွေရိုးရာဒလိပွဲတွေဟာဆိုရင် ဒီလိုမျိုး PDF ဆိုတဲ့အဖွဲ့ကြီးပေါ်လာပြီးရင်တောင်မှဘလောက်ထိတောင်မှခက်ခက်ခဲနဲ့ကျင်းပရလေးရှိလဲဆိုတော့သမိုင်းမှတ်တမ်းလေးပေါ့ရှင်ကျွန်မဒီသမိုင်းမှတ်တမ်းလေးကိုတင်သင့်နေတယ်လို့ဒီသတင်းလေးကိုပြောပြတာပါအဲ့ဒါပါလဲဆိုရင်ခစ်တက်မှာလည်းတင်ထားပါတယ်ရှင်ခစ်တက်ကတင်ထားပါလဲဆိုတော့စစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်ပုံကထိန်နေလှည့်လေတဲ့ခါမှာဆိုရင်ね drone နဲ့ဘုံကျဲမအောင်စိုးရင်တဲ့အတွက်ဂျမ်ပါလေးကားပေါ်တင်ပြီးတော့လှည့်လည်နေရတယ်ဆိုတော့သူကသတင်းရေးသားထားပါတယ်ဒီသတင်းရှိတဲ့သူကျွန်မအပြင်မှာမြင်ဘူးရှင်နေရှင် ူတို့တရင်ရဲ့နားရကို तू ကပြောချင်တာကတော့စစ်တပ်ကကြောက်နေရဆိုတဲ့ရွယ်ချက်ကို तू ကပုံလွင်ထင်ရှားအောင်ပြချင်တာပေါ့နော်ဒါပေမဲ့မိဘပြည်သူတို့အဲ့တရင်ကိုဖတ်ကြည့်လိုက်တဲ့အခါမှာသိနာလဲသွားတာကကျမောက်နိုင်ငံမှာဘာသာရေးပွဲတွေကိုဘယ်ဖွဲ့စည်းရပဲလို့လို့အနှောက်ယှက်မပြုအောင်ရှင့်ဘာသာရေးပွဲတွေရင်ကျေးမှုဒလိထုံတန်ပွဲတွေကိုအနေရပေးလိပေးထားရှိတာက PDF တွေပဲဆိုတာကိုအဲ့ဒီတဲ့မှာပေါ်လွင်ထင်ရှားသွားတာရှင့်ဒီ23ဒေါ်လာရဲ့မပြီးမချင်းကတော့ ကျွန်တော်ဒီလိုမျိုးအုံအောင်မပြည့်တဲ့ဘောမတွေရဲ့စကားတွေကို နေ့အတိုင်းကျတော့ reaction လုပ်နေရမှာဖြစ်တယ်။ဒီနေ့ကျတော့ reaction လုပ်ရရတဲ့အတွက်ကြောင့်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။တော်လိုင်းရဲတွေအတွက်ဥပမာတစ်ခုပြောပြမယ်။အားလုံးသိနေတဲ့ဖိတ်ပြောင်မောင်းမောင်းအရင်တော့ကျမတို့ကိုနီးပိန်လို့ခေါ်တယ်။ကျမတို့စကားတွေကို तू မယုံဘူး။ကျမတို့ကအလကားနဲ့ပြောတယ်လို့ပဲ तू ထင်တယ်။ဒါပေမဲ့အခုလဲနဲ့ကြော်လာတဲ့အခါမှာမောင်းမောင်းတောင်မှဒီနေ့ကျမတို့ကိုနီးပိန်လို့မပြောတော့ဘူး။နင်တို့ပြောတဲ့စကားတွေဟာအခုမှန်ကန်တယ်ဆိုမှပြောလာခဲ့တယ်။အများကြီးထက်ကတူးတယောက်ပေါ့နော်။ကျမတို့ reaction လုပ်ပြီးမြေမောင်းထိုးပြလာတဲ့အခါမှာတချို့သူဒီကစဉ်းစားတတ်လာတဲ့မြင်လာတတ်တယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့က reaction ကိုလှုပ်ချင်နေဖြစ်စေမလှုပ်ချင်နေဖြစ်စေကျွန်တော်တို့ reaction ကိုလုပ်ရတယ်။အခုဒီဘောမဒီကတော့သူ့ရဲ့ဗဇက်ထဲကနေမှ ဟုတ်တယ်ဒီစစ်ခွေးတွေကမားတယ်လို့လည်းဘယ်တော့မှဝန်ခံမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ခွေးရဲ့ဘောကိုတခါမှပြီးရင် အသေးထွက်ပေးရတယ်။ဒါကြောင့်မို့ဘူးလန့်လဆွေဆိုတာဟာသူတို့ရဲ့စစ်ခွေးဘက်မှာလည်းသူက ကောင်းကြည့်တဲ့ခွေးတကောင်ဖြစ်တယ်။သူစစ်အင်ဂျီချွတ်ပြီးတော့ကျန်းပုတ်ထဲမှာလည်းသူလည်းသူ့နေရာနဲ့သူရတဲ့သူဖြစ်တယ်။ဒါပေမဲ့မဲပေးမဲ့လူဒီရဲ့စီးရင်ကအတော်လေးမားပါလေလို့ပြောလိုက်တဲ့တခွန်းဟာ ီနဲ့အတူဆိုရှယ်မီဒီယာတွေထက်ကနေမှပျောက်ကွယ်သွားတဲ့အထိဖြစ်ခဲ့ရတယ်။ဒါဟာစစ်ခွေးတွေရဲ့ဘောဝတ္တခါမှရင်ဘယ်တော့မှထွက်လို့မရတော့ထောင်တစ်ခုလိုဖြစ်တယ်။ဒီဘောမှာပြောသွားတာကတော့မြန်မာနိုင်ငံမှာအများအပြားပြုတ်လုပ်နေကြတဲ့ဘာသာရေးတွေ၊ယူရပွဲတွေက ဒီ PDF တွေပေါ်ပေါက်လာတဲ့အခါမှာမှပဲခက်ခဲမှုတွေရှိလာခဲ့တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခစ်တစ်ကလည်းတင်ထားတယ်။စစ်ခွေးတွေရဲ့အတိုင်းဌာနချုပ်ကနေမှလုတ်တဲ့ကထိန်လဲ့တဲ့အခါမှာဂျမ်ပါတွေလုတ်ရတယ်။ဆိုတော့ကိုရေးထားတယ်ဒါကိုဒီထဲမှာဘောမပြောသွားတာကတော့ PDF တွေကသူတို့ကိုတိုက်ခိုက်တယ်ဆိုတဲ့ဥစ္စာကိုပေါ်လွင်ထင်ရှားတယ်ဘသူကမှဒီလိုမျိုးဘာရာရဲတွေရိုးရာပွဲတွေမှာဘသူမ ဖြက်စီးတာမရှိဘူး PDF digibag ဖြက်စီးတာကိုဖော်ပြတာဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒီနေ့ PDF digibag ဒါကိုဖြက်စီးတယ်ဆိုလို့ရှိရင်ဒီနေ့နင်းတို့ကထိန်လဲတဲ့အခါမှာ PDF တွေနင်းတို့ကိုဘုံတစ်ချက်ပြစ်ခဲ့သလား PDF တွေစမှာစနိုက်ပါတုံးတဲ့သူတွေအများကြီးရှိတယ်နင်းတို့ကိုတစ်ချက်ပြစ်ခဲ့သလားမပြစ်ခဲ့ဘူးတောင်ကြီးတစောင်းတိုင်းမှာနင်းတို့လူအုပ်တလောက်ကြီးများတယ်ဒီနေ့ကျမတို့တော်လန်ရဲတွေဘဒူက drone တစ်ချက်ပောက်ခဲ့တာတွေ့တယ်လဲလက်ပစ်ဘုံးနဲ့ပစ်ခဲ့တာနင်းတို့တွေ့တယ်လား sniper နဲ့တခါကျွဲတို့ပစ်ခဲ့တာနင်းတို့တွေ့တယ်လားပါကြောင့်မမလို့တယ်လေဒီနဲ့ PDF ဆိုရဟာလက်နက်ကင်တော့လူတော်လိုင်းရဲတွေဖြစ်တယ်ဒီလိုမျိုးဘာရာရဲပွဲတွေရိုးရပွဲတွေကိုဘယ်သူကမှမဖြတ်စည်းဘူးလို့အခုဒီဘောမှာပြောသွားတယ်နော်ဆိုတော့အဝေးကြီးကိုကျွန်မမပြောဘူးနော်လုံခဲ့တဲ့အပတ်အောက်တိုဘာနောက်ဆုံးပတ်မှာ ကတာမျိုးရဲ့ဖုံကြီးเจ้าတနေရမှာရက်လေဆွန့်ကျွေးကြတယ်ဖုံကြီးเจ้าမှာအဲ့ထဲမှာနင်တို့ဘုံကျဲခဲ့တယ်လေရက်လေဆွန့်ကျွေးလုတ်တဲ့နေရမှာပြီးသူတွေဆယ်ဦးလောက်တေဆုံးသွားခဲ့တယ်ဒါတော့ပျော်ပွဲမဟုတ်ဘူးနော်ဝမ်းနေကြွယ်မှုကိုခံစားနေရတဲ့မိသားစုဒီဘက်ကနေမှကိုယ့်ရဲ့ယုံကြည်ခြင်းအရာဖုံကြီးเจ้าမှာရက်လက်စွန်းကိုတွားကျွေးကြတယ်။အဲ့ထဲမှာဘုံကျဲတိုက်ခိုက်တယ်။ဒီဆိုလို့ရှင်ဒါ PDF တွေလား။နင်းတို့ခွေးတွေလား။ တော်လာရဲတွေမရှိတဲ့နေရာမှာစစ်ခွေးတွေအုပ်ချုပ်ထားတဲ့နေရာမှာဒီလိုမျိုးငိုရပျော်ပျော်ရွှင်ရွှင်နဲ့ပွိုင်းလုံနေရပါတယ်လို့အခုနင်းတို့အုံအောင်မရှိတော့ဘောမာတွေအော်နေကြတယ်။ဘာကြောင့်မို့နင်းတို့ကပျော်ပျော်ရွှင်ရွှင်နဲ့လှုပ်လို့ရတယ်လဲ။တော်လာရဲတွေနင်းတို့ကိုမတိုက်ခိုက်လို့လေ။နင်တို့တတိရှိတယ်ဆိုလို့ရှိရင်ဒီကထိန်ဆိုလို့ရှိရင်ခွေးတွေတိတံပဲလို့ပြီးသူတွေမပါစင်နဲ့ ဒီဆိုလို့ရှိရင်နင်းတို့ဂျမ်ပါပဲထောင်ထောင်ငိုတော့အပြက်ရှင်းပါပဲဒါပေမဲ့ပြီးသူတွေရှိတဲ့အတွက်ကြောင့်တော်လန်ရဲဒီဘက်ကနေမှဒီပြီးသူတွေရဲ့မျက်နှာကိုထောက်လို့ဘာမှမလုပ်ဘူးတခုနောက်တခုကတော့ PDF ထဲမှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာဝင်တွေက65ရာခိုင်နှုန်းတော့ပါဝင်တယ်ဒါကြောင့်အဲဒီ PDF လူငယ်တွေဟာငါဟာဗုဒ္ဓဘာသာဖြစ်တယ်ငါတို့ရဲ့ဘာသာဟာဘာဖြစ်တယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်နင်တို့ကိုဘာမှမလုပ်တာ တကြံနှုံးကဥပုပ်ဆောင်တဲ့ဖုံးကြီးចောင်းတွေနင့်တို့ဘုံကျဲတိုက်ခိုက်ခဲ့လို့အသက်ကြီးတဲ့အဖိုးကြီးအဖွားကြီးတွေတေဆုံးသွားတာနင့်တို့မသိကြဘူးလားဒီနေ့ကျွန်တော်တို့တော်လရဲတွေရှိတဲ့နေရာမှာမင်္ဂလာဆောင်လို့ရှိရင်နင့်တို့ဘုံကျဲတိုက်ခိုက်တယ်မနစ်တုံးက TNLAD မြေထုံပေါ်လုံနေတဲ့အချိန်မှာနင့်တို့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ကြော်မျိုးမီ1ပန်းတတာနဲ့ပြောခဲ့တယ်မိသားစုသမင်းစားရဖို့အရေးနင့်တို့ကဘောမနေရတာ 亏个呗，比多的个得的啦，大妈们那些老的个亏个得嘞些的啦，清静吧。别多也看嘛，老的个亏的，不要白老的看嘛，爸妈们了不？把他也别别别，不要白去买别别别，看他让我老苗眼泪流的白别别，亏的个罗包间打开得的，大哥，你亏买罗，明天买来米来没？喏，这些新闻没没表情不？ ။ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်နော်။မန္တလေး PDF တို့ PDF အုပ်စုတွေကအခုမိုးကုံမြို့ထဲမှာတို့နေရာဝင်ယူပါမယ်။တို့ကာကွယ်မယ်။မိုးကုံမြို့တို့ထိန်းချောင်းမယ်။တို့ကာကွယ်မယ်ဆိုပြီးတော့ထအကျညာလာတယ်။အဲ့တော့ကျညာတဲ့အပြင်ဘာဆက်လုပ်လဲဆိုတော့မိုးကုံမြို့ကာကွယ်ဖို့အတွက် PDF လူငယ်အစ်စ်တွေကိုဖိတ်ခေါ်ပါတယ်ဆိုပြီးတော့ PDF အစ်စ်တွေကိုထပ်ခေါ်ပြီ။ဆိုတော့လူသစ်ခေါ်ခြင်းအကြောင်းရင်းကဘာလဲဆိုတော့လူဟောင်းတွေမရှိတော့လို့ ရှင်းရှင်းလေးလူသစ်ခေါ်တယ်ဆိုတာလူဟောင်းတွေမရှိတော့လို့ပြီးတော့အင်အားတွေပြုံးပြီးနေလို့အင်အားတွေမရှိတော့လို့လူသစ်ခေါ်တာအင်အားရှိနေလူသစ်မခေါ်ဘူးဘာဖြစ်လို့လဲဆိုတော့အင်အားရှိမှတော့ဘာကိစ္စလူသစ်ခေါ်မလို့လူတယောက်ခေါ်လို့တိုးလာရင်တိုးလာရတဲ့အကြောင်းကျွေးမွေးစရိတ်ကုန်ကြစရိတ်လက်နက်တက်စင်တဲ့စရိတ်ဝက်စားစရိတ်ဆေးဝါးစရိတ်ဗားစရိတ်ညာစရိတ်ကတအားထောင်းတာတီအန်အယ်လေးတွေကလည်း तू ဆုတ်မယ်လို့ပြောပြီးသားကြီးအဲ့တော့တေချာကဆုတ်မယ်လို့ပြောပြီးသားကြီးဖြစ်တဲ့အတွက် तू ဆုတ်ရလိမ့်မယ် तू မဆုတ်ရင်စစ်တပ်ကကြည်နေမှာတီအန်အယ်လေးက तू ဆုတ်မယ်လို့ပြောချင်မှာမန္တလေးပြည်က तू ဝင်မယ်လို့ပြောမယ်အဲ့ကြရင်တီအန်အယ်လေးက ငါကဆုတ်မယ်လို့ပြောပြီးသားမင်းဝင်ငါတို့ဂရိပြက်မယ်ဂရိပြက်ငါတို့ဘုံကျဲခံရမယ်အဲ့တော့ငါတို့နောက်ဆုတ်တယ်မင်းတို့မင်းတို့မဝင်နဲ့လို့တီအန်အေလေးကတားကိုတားလိမ့်မယ်တားပဲနဲ့တီအန်အေလေးကနောက်ကို तू ကဆုတ်သွားတယ်ဟိုကောင်တွေကရှေ့တိုးလာတယ်ဆိုရင်အဲ့ဒါဆိုရင်တီအန်အေလေးလည်းဒါမယူသားရကြတယ်အဲ့တော့ဆုတ်ပေးပါပဲလို့ပြောတဲ့တီအန်အေလေးကမဆုတ်ဖဲနဲ့မန္တလေးပီရီရဲ့လက်ထဲကိုတနတ်တွေထည့်ခဲ့တာ ड़ी ယူနီဖောင်းပြောင်းဝတ်ပြီးတော့လူတွေချပေးခဲ့ထည့်ပေးခဲ့တာမျိုးတွေလုပ်မယ်ဆိုရင်တော့တက်ကမတိပဲမနေဘူးကောင်းငင်ကနေကြည့်နေတယ်ဒရုန်းနဲ့ကောင်းကောင်းကြည့်နေတယ်ကင်းထောက်ဒရုန်းနဲ့အဲ့တော့တီအန်အေလေးတွေကဘယ်လိုလုပ်မလဲစောင့်ကြည့်ရအောင် တကယ်ဆုတ်မှာလားမဆုတ်ဘဲနဲ့အဲ့လိုလုပ်ခဲ့ရင်တော့မိုးကုတ်မြို့ကိုဘုံကျဲလိမ့်မယ်အချိန်တိုင်တက်က TNL တွေမရှိတော့ဘူးသေချာပြီဆိုရင်တော့အေးမင်းတို့ရှိတော့သေချာသွားပြီလားဆိုတော့ငါတို့ကျဲပြီကျဲမှာဟုတ်ကအဲ့ကြရတော့ဂျာညက်တီမာကမန္တလေး PDF နဲ့ PDF တွေသေချာအောင်မယ်ကျွန်တော်ကဒီနေရာမှာမန္တလေး PDF နဲ့ PDF ဖွဲ့လို့ပြောချင်တာတစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ PDF ထဲမှာနေကြတဲ့ညီငယ်ညီမငယ်မျိုးလေးပဲမေးချင်တာမင်းတို့ရဲ့ခေါင်းဆောင်တွေကိုပြန်မေးရမယ်မိုးကောင်ကနေခံတိုက်မယ်ဆိုတော့ဘလောက်ခံနိုင်မှာတစ်လလားတစ်နှစ်လားငါတို့ဘလောက်တောက်ခံနိုင်မှာငါတို့အသက်တွေဘလောက်ပေးရမှာမိုးကုတ်မျိုးငါတို့ကာကွယ်နိုင်မှာလဲအဲ့မျိုးကိုမေးရမယ် ီးဟုတ်ပြီမိုးကုတ်မြို့ကရတဲ့အကျိုးစီးပွားတွေရောငါတို့ဘယ်လောက်ခံစားရမှာလဲမေးရမယ်ပြီးမိုးကုတ်မြို့မှာငါတို့ခံတိုက်တာတော့မှန်တယ်ငါတို့ရဲ့လက်နက်တွေခရမ်းတွေကဘယ်ရရမှာလဲစာနယ်ဇင်းကဘယ်ရရမှာလဲအဲ့ဒီမိုးကုတ်တွေကိုရှင်းအောင်မေးရမယ်တမတော်လင်းပြန်လာတဲ့ခါငါတို့ကအဲ့ဒီလင်းကိုငေါ့ပြီးသေးနေငေါ့ပန်းရမှာလားဒါမှမဟုတ်တနက်ထောင်ပြရမှာလားဘာလို့ရမှာလဲရှင်းအောင်မေးရမယ်တင်သာဆန်းတို့စိုးသူရဇော်တို့ကချာချာချာပြောက်ပေးပြီးတော့တို့ကရှင်နောက်ကကြောက်ကြောက်တွေတူးနေမှာဆိုရင်တေမားပြီးတဲ့အေးတေမယ်ဟိုကောင်နဲ့ချမ်းသာတာစိုးသူရဇော်တို့တင်သာဆန်းတို့ကချမ်းသာမယ်အဲ့ဒါစဉ်းစားဖို့လိုတယ် ဆိုတော့အခုဒီဗီဒီယိုကတော့အော်တိုဘာလ33ရက်နေ့တုန်းကကျွန်မျိုးမင်းပြောသွားတဲ့စကားဖြစ်တယ်။ဒါပေမဲ့ဒီနေ့ကြာမှာပဲကျမကဘာကြောင့်မို့ reaction လုပ်တယ်လဲဆိုတော့အထူးသဖြင့် TNL ID ကိုပြောချင်တာမဟုတ်ဘဲနဲ့ကျတော့ PDF နေနဲ့ပတ်သက်ပြီးတော့ကြွရဲ့ခံယူချက်အမြင်တွေကိုနည်းနည်းလေးပြောချင်တဲ့အတွက်ကြောင့်ဒီနေ့ကြမှာပဲ reaction လောက်ရချင်းဖြစ်တယ်ဆိုတော့အခုဒီအဲမှာသူပြောသွားတာ၃မျိုးရှိတယ်ဘတ်မောက်ဦးဆုံးကတော့မုတ်ကုတ်ကိုကာကွယ်ဖို့ရအတွက် PDF လူငယ်အစ်စ်တွေကိုပြန်ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောသွားတာကတော့အထူးထွေထွေအများကြီးတော့မပြောဘူးနည်းနည်းလေးပြောချင်တဲ့ခွေးတွေကိုတိဖို့ PDF လူငယ်အစ်စ်တွေကိုပြန်ခေါ်တယ်ဆိုတာဟာ PDF အဟောင်းတွေမရှိတော့လို့မဟုတ်ဘူးနင်းတို့ခွေးတွေအမြန်ပြောင်းဖို့ရအတွက် ူငယ်တွေမြတ်များလိုအပ်တဲ့အတွက်ကြောင့်လူငယ်တွေခေါ်ရခြင်းဖြစ်တယ်အခုနင်းတို့ခွေးတွေရစစ်မှုထန်အပတ်စဉ်20ရောက်သွားပြီ အပတ်စဉ်တစ်ခုမှာ9000 9000အပတ်စဉ်20ဆိုလို့ရှိရင်တင်းချီသွားပြီမဟုတ်ဘူးလားဘယ်ရောက်သွားပြီလဲနင်းတို့ကြမှာပဲဘယ်တော့မှခေါ်လို့မလောက်တော့စစ်ခွေးတွေနေ့တိုင်းညတိုင်းတဲတဲ့အလင်းဝင်လာတဲ့အတွက်ကြောင့်နင်းတို့မှာခွေးမလောက်ဘူးမဟုတ်လားဒီနေ့ကျွားတို့တော်လာရဲထဲမှာနဲ့တော့ခွေးတွေကိုချဖွဲ့အတွက်လူများများလိုတယ် ဒါကြောင့်ကျွန်တော်ကလူငယ်တွေခေါ်တယ်เนาะဒါကိုနင်တို့ခွေးတွေမမဲ့ဖို့ပြောချင်တယ်ပြင်ဒီထဲမှာနောက်တစ်ခုကတော့စစ်ခွေးတွေရဲ့အကြောက်ဒီနေ့ TNLD ဟာသူတို့ကတော့ဒီမိုးကောက်ကနေထွက်တော့မယ် TNLD ထွက်သွားတဲ့အခါမှာ TNLD တချို့ကတော့ PDF ရဲ့ AG တွေကိုဝတ်မယ်ပြီးလို့ရှိရင်ဒီ TNLD ထွက်သွားတဲ့အခါမှာလက်နက်ခဲယမ်းတွေ PDF တွေကိုပေးသွားမှလည်းသူတို့ကြောက်တယ် ဒါတွေကိုကြောက်တဲ့အတွက်ကြောင့်သူကဒီလိုမျိုးပြောတယ်ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့ကျမတို့တော်လိုင်းရဲဒီကြားထဲမှာ cloud service ကဖြစ်တယ်ဒါပါလေဆိုတော့ PDF လူငယ်လေးတွေက share တန်းမှာတိုက်ပွဲဝင်တယ်နောက်မှာတော့လူကြီးတွေကနေမှာတော့ကြောက်တူးမယ်စားမယ် share တန်းမှာရှိတဲ့လူငယ်တွေကိုတော့ share တန်းမှာ တဲခိုင်းမယ်လို့ပြောတယ်။မုကုံမြို့ကိုခုတ်ခနိုင်ဖို့ရတဲ့အတွက်ရိတ်ခါဒီလက်နဲ့ဒီခဲရန်နေမလောက်မှာကိုသူအရန်စိုးရင်ပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတင်ပါတယ်လို့နော်။ဒီနေ့ခဲရန်လက်နဲ့ဒီနဲ့ပတ်သက်ပြီးတော့တခုပြီးလို့ရှင်လဲ မူကုံမျိုးကိုကာကွယ်နိုင်ဖို့ရန်အတွက်နောက်တစ်ခုဒီနှစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်မနည်းနည်းလေးဒီချိန်မှာပြောချင်တာဖြစ်တယ်။မူကုံနဲ့ပတ်သက်ပြီးတော့ PDF ဒီဘက်ကနေမှကာကွယ်ခုခံသွားမယ်ဆိုတော့စာကိုထုတ်ပြီးတဲ့နောက်ပိုင်းမှာတော့အလူငွေတွေရှာတဲ့ကိစ္စတွေရှိလာခဲ့ပြီးဆိုတော့ရှာနေတဲ့သူတွေနဲ့လည်းကျွန်မမသိဘူး။ဒါပေမဲ့ရှာနေတာတော့ကျွန်မတွေ့တယ်။ဆိုတော့ဘ누구ကမှမယုံကြည်လို့လည်းတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်မဒီညပြောချင်တာကတော့နိုင်ငံတီးတီးမှရှိနေကြတော့ PDF တွေကိုကိုညီချင်တဲ့သူတွေကိုကြွားတခုပြောချင်တယ်။တကြဆိုလို့ရှင်တဲ့တကြကရင်မတာမတမိုးရှိတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မုတ်ကုတ်ကိုကောက်ွယ်ဖို့ရန်အတွက်ဥပမာနော် Monday PDF ဆိုလို့ရှင်တဲ့ Monday PDF ရဲ့ Facebook အကောင့်ကြီးရှိကြပါတယ်။မြင့်ချံ PDF ဆိုလို့ရှင်တဲ့မြင့်ချံ PDF ရဲ့ Facebook တွေရှိကြတယ်ဆိုတော့ဆိုတော့အခုမိုးကုတ်ကိုကာကွယ်ဖို့ရန်အတွက်လိုအပ်နေတဲ့ငွေကြေးရဲကိုထောက်ပံ့ခြင်းတယ်ဆိုလို့ရှိရင်တော့ကျမတက်ရောက်သေးရဲ့ အမြင်နဲ့ပြောမယ်ဆိုလို့ရှင်တော့မန်လေး PDF တွေကိုကိုညီမယ်ဆိုလို့ရှင်မန်လေး PDF ရဲ့ Facebook account ကနေမှသူတို့ကိုစကားပြောပြီးတော့သူတို့ကို direct ကိုညီတာဟာပို့ပြီးမှထိရောက်တယ်လို့ကျွန်မယုံကြည်တယ်။ပြီးလို့ရှင်သူတို့စီမံငွေကြေးရရှိတယ်ဆိုလို့ရှင်သူတို့လိုအပ်တဲ့ပစ္စည်းတွေကိုသူတို့မာယူနိုင်တယ်သူတို့ဖန်နဲ့သူတို့လုံလို့ရှိရင်တော့ဒေါ်လာရေးတွေဘက်ကနေမှတရားကိုညီလို့ရှင်သူတို့လက်ထဲကိုတရားရောက်သွားမှာဖြစ်တယ်။90ကိုညီလို့ရှင်90ရောက်သွားမှာဖြစ်တယ်။ဒါကြောင့် 不生你故意的看嘛，别奶奶说老嫌多，当然免不我。 ပို့ချင်းအဖင်ကိုညီတဟာပို့ပြီးမှကျတော့တွေ့ထိရောက်တယ်လို့ကျမတခုပြောချင်တယ်ပြီးနောက်တစ်ခုကတော့ဒီနေ့ကျမတို့ဒီမိုးကုတ်ကိုကာကွယ်တော့မယ်ဆိုလို့ရှင်တော့မိုးကုတ်ထဲမှာပဲရှိတဲ့ PDF ဒီနေ့ပဲမလုံလောက်ပါဘူးဆိုတော့မိုးကုတ်ကိုလာမယ်စစ်ခွေးတွေကမိထလာကနေလေရင်လာမယ်တရာဥကနေလေရင်လာမယ်ဆိုလို့ရှင်တရာဥနဲ့နီးစပ်တဲ့ PDF ဒီမိထလာဘက်မှာရှိတော့ PDF ဒီဘက်ကနေလေဒီလေရင်ကွင်းတွေကို drone တွေနဲ့ချဖို့အတွက်လိုအပ်တယ်ပြီးလို့ရှင်လဲဒီမြေပြင်ကနေစစ်ကြောင်းထိုးမယ်ဘယ်ကနေစစ်ကြောင်းထိုးမလဲထိုးလာမဲ့အခွေးတပ်တွေကိုဂျားကနေမှကျတော့ဖျက်တော့မှုတွေကိုအများကြီးလုပ်ရမယ်ပြီးလို့ရှင်ဒီချက်သားမှာလက်နက်ကင်တဲ့တူတွေကိုပဲကျမတို့ချလို့မရတော့ဘူးနောက်တန်းမှာရှိနေတော့စစ်ခွေးတွေနဲ့တက်ဆိုင်တော့ဘူးခွေးရဲခွေးပြည်သူခွေးတွေအားလုံးနဲ့တက်ဆိုင်တော့မိသားစုကိုပါကျတော့ဒီနေ့ထိရတော့မှာဖြစ်တယ် သူတို့ကိုမထီလို့ရှိရင်စစ်ခွေးတွေကတော့နောက်မှာရှိတဲ့သူတို့ရဲ့မိသားစုတွေအေးအေးဆေးဆေးနေလို့ရှိရင်သူတို့ကရှေ့တန်းကိုကောင်းကောင်းလေးထွက်ကျင်ကြတယ်။ဒါကြောင့်ဒီနေ့ကျမတို့နောက်တန်းမှာရှိနေတဲ့စစ်ခွေးတွေ၊ဘျူခွေးတွေအားလုံးရဲ့မိသားစုကိုလည်းတတ်နိုင်တဲ့ဘက်ကနေမှ ချရမယ်အချိန်ဖြစ်တဲ့59ပါတီတော့ပါတီဒီကိုလည်းတိုက်ခိုက်ဖို့တော့လိုအပ်တယ်စစ်ခွေးရဲ့တောက်တိုင်မှန်သမျှအသက်ကြီးတွေဖြစ်စေငယ်တွေဖြစ်စေခွေးရဲ့တောက်တိုင်မှန်သမျှကိုကျမတို့ဖြိုချနိုင်ရမှာဒီလိုမျိုးဖြိုချနိုင်မှပဲကျတော့ဒီမိုးကုတ်ကိုကာကွယ်နိုင်မှာဖြစ်တယ် ကျွတို့မူကုတ်မှာပဲကာကွယ်နေတယ်ဆိုလို့ရှိရင်စစ်ရဲ့သဘောတဘာဝအရာဆိုလို့ရှိရင်ကျွတို့ခံနိုင်မှာမဟုတ်ဘူးစစ်ခွေးတွေကနေမှလေရင်နဲ့ဘုံကျဲမယ်မြေပြင်ကနေမှစစ်ကြောင်းတွေထိုးလာလို့ရှိရင်ကျွတို့ကအနည်းနဲ့အမြန်မူကုတ်ကိုစွန့်လို့ရမယ်အခြေအနေရှိတယ်ဒါကြောင့် မိုးကုတ်မြို့ထဲမှာတော်လာရဲတွေရှိနေတယ်လို့ပဲမိုးကုတ်ရဲ့အပြင်ဘက်မှာစစ်ခွေးတွေလာရလမ်းနေအားလုံးစစ်ခွေးရဲ့တောက်တိုင်မှန်သမျှအားလုံးကိုကျတော့ချနိုင်မှဒီမိုးကုတ်ကကျတော့တွက်လုံချုံမှဖြစ်တယ်မိုးကုတ်ကိုကင်သွဲနိုင်မှကျတော့ရဲ့တော်လာရဲမှာလိုအပ်နေသောငွေကြေးရဲကိုလည်းကျတော့ဒီကနေမှရှာယူရမှာဖြစ်တယ်နော်စစ်ခွေးတွေလုံးဝလုံးလို့မရအောင်ဘယ်နေရာပဲဖြစ်ဖြစ် ကြောက်တဲ့စိတ်ဓာတ်တွေနဲ့အချိန်ပြည့်ဖြစ်နေအောင်ကျော်ရဘက်ကနေမှနေရတကာမှရှိတော့ PDF တွေလှုပ်ရှားဖို့လိုအပ်တယ်စစ်ခွေးရဲ့တောက်တိုင်မှန်သမျှကိုအကြီးအငယ်ကလဲတငယ်မိသားစုအားလုံးကိုဒီနေ့ကျမတို့အခုတ်ချရမယ်အချိန်ရောက်နေပြီဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့အခုဒီထဲမှာဘောမကျော်မျိုးမြင့်ပြောသွားတာကတော့ညီငယ်ညီမလေးတွေနင့်တို့ရဲ့အသက်ကဒီလိုမျိုးပေးဆက်ရမှာဖြစ်တဲ့အတွက်ကြောင့် 只亏的呢，免送不包味道，啊！灵魂加白了，不要嘞。好比，滴呢，比的爱的个，啊！面呢，灵魂加白，灵魂加白都开了，冷却的前嘛，啊！灵魂来开了，阳光个刚烈个，判断的，滴呢的前的啊，滴没在了啵。所以，滴街上呢，不得味道，什么味道味道都不顾，他比蛮难好吃呀。包括你讲椒类呢，不得味道，所以讲特别他有区别嘞。我问椒你嘛？ CDM လောက်ထားတဲ့ disloyalty civil servants ပေါ့နော်နိုင်ငံသက်သက်ပေါ့ဝန်ထမ်းတွေ DCS တွေပေါ့အဲ့ဒီလူတွေကိုခမားတို့ရဲ့ပုဂ္ဂလိကအကြောင်းပိုင်ရှင်တွေကိုယ်ပိုင်အကြောင်းပိုင်ရှင်တွေခမားတို့အကြောင်းမှာခန့်ထားခြင်းမပြုဘူးကျွန်တော်တိုက်တွန်းပါတယ်သတိပေးပါတယ်မြန်မာတိုင်းရုံးတော့မှရှိတဲ့ကိုယ်ပိုင်အကြောင်းတွေပုဂ္ဂလိကအကြောင်းတွေရှိပါတယ်မူဂျိုလေးတွေကစပြီးတော့တက္ကသိုလ်ပြီးတဲ့အထိအကြောင်းသားတွေကိုစာသင်ပေးနေတဲ့ပုဂ္ဂလိကအကြောင်းတွေကိုယ်ပိုင်အကြောင်းတွေရှိပါတယ်နိုင်ငံသားအကြောင်းတွေပေါ့အဲ့ဒီ၃ခုလုံးပါပါတယ်အဲ့ဒီအကြောင်းတွေမှာနိုင်ငံသက်သက်ပေါ့ DCX ဆရာဆရာမတွေကိုအလုတ်ခန့်ထားခြင်းမပြုဘူး။ပြည်ယုံကြည်တင်တာခန့်ရဘူးလို့တမ်းမြစ်ထားပါတယ်။အဲ့တော့ခန့်ရင်ဘာဖြစ်မလဲလို့မေးရင်လုပ်ငန်းပိတ်သိမ်းခံရပါမယ်။ထောင်ထဲရောက်ပါမယ်။နောက်တော့မသိလို့ခန့်မိရကွာခန့်လိုက်ပေါ့။သိတဲ့နေ့ကျရင်လုပ်ငန်းပိတ်သိမ်းခံရနိုင်တယ်၊ဓာတ်ကြီးရိုက်ခံအကြီးကြီးမရိုက်ခံနိုင်တယ်၊ထောင်ထဲရောက်ပါနိုင်တယ်။ဆရာဆရာမတွေဖြစ်နေကြတော့ခန့်တော့မယ်ဆိုရင်အဲ့လူကအချိန်တော့အဲ့ဆိုအကြောင်းဒီမှာဆရာမလုတ်ခဲ့သလား။သူ့ရဲ့ Facebook post တွေကိုဝင်ပြီးတော့ကြည့်ရမှာ။ သူကအစိုးရမှာတော်တော်တုတ်ထားတယ်ရှိလားအဲ့ဒါတွေရှိပြီဆိုရင်ခင်ဗျားတို့ကြောင်းမခန့်တာအကောင်းဆုံးဘာကြောင့်လဲဆိုတော့ခန့်လိုက်ပြီလို့ရှိရင်ခင်ဗျားတို့ထိခိုက်မှာခင်ဗျားတို့ကြောင်းထိခိုက်မယ် DCS ကိုခန့်ထားတယ်ပြီးရင်အဲ့ကြောင်းတွေမှာနိုင်ငံရေးတွေကိုပါပါလေးရိုက်ပြီးတော့တင်တယ်တိုင်းပြည်ကဘူးလို့ဖြစ်နေတာဘယ်သူဘယ်ဆိုရအောင်လဲဒါတို့သိလားအမသိပါဘူးဆရာမဆိုဒါတို့သိရပါသိပါတယ်ဟာဒီလိုမျိုးတော့စကလုံးလေးတွေနဲ့ပပလေးညှက်ထဲတော့ကလေးတွေကဆင်ဆိုးရကြောင်ဆင်ဆိုးရအဲ့မှာကလေးတွေကပစ္စည်းပေါက်စားလေးတွေကအီသူတို့ခေါင်းထဲမှာဆင်ဆိုးရကြောင်ဆိုဆွဲသွားဆိုတော့အခုဒီဒရင်ထဲမှာကျမတို့ကြားရတဲ့အတိုင်းပဲ အရင်တော့ကသူတို့ပြောတယ် CDM တွေအကုန်စစ်ခွေးတွေနဲ့ပြန်နေပိုးပေါင်းဖို့ရတော့စစ်ခိုးတွေခေါ်တာရှိတယ်ဆိုတော့ PDF တွေကိုလည်းအခုခေါ်တာ ကြားတယ်နော်ဒီလိုမျိုးခေါ်တယ်ငါတို့ကတော့တခါလက်3000ထောင်ခဲ့ပြီးပြီးဒေါ်လာရေးထဲမှာပါဝင်ပြီးပြီးဒါပေမဲ့ဒီနေ့ငါတို့အရင်တော့ငါကြောက်ဆရာမဆိုတော့ကြောက်ဆရာမပြန်လှုပ်ချင်တယ်ငါဟာဒေါက်တာဖြစ်တယ်ဆရာဝန်ဖြစ်တယ်ငါဟာနတ်စမဖြစ်တယ်ငါဒီနေ့ပြန်ဝင်ပြီးတော့အစိုးရအလုပ်ကိုပြန်လုပ်ပါမင်းလို့ပြောတဲ့သူဒီကိုအခုဘာပြောလဲအခုဆဲယုံမှလည်း CDM လုပ်ခဲ့တဲ့သူဒီကိုအလုပ်မခံဖို့ရတော့စာထုတ်ခဲ့ပြီးပြီးတော့အခုကြောင်းမှရောမူဂျူကြောင်းကနေမှအခုဟိုးခေါ် college အထိဘေးသူကမှ CDM လောက်သွားတဲ့ကျောင်းဆက်ဆံမတွေကို မခန့်ဖို့တကယ်လို့တိခဲ့တယ်ဆိုလို့ရှိရင်တော့ပြင်းထန်စွာအရေးယူမယ်ထောင်ချမယ်အလုတ် license တွေအကုန်ပိတ်သိမ်းမယ်အဲ့လောက်အထိသူတို့ကစက်တီးစွာလုပ်ခဲ့ပြီးစစ်ခွေးတွေကဘောမတွေကနေတော့တဆင် PDF တွေကိုခေါ်နေတယ်ဆိုတာဟာတကယ်ပဲကျတော့ကိုချစ်လို့ခေါ်တာမဟုတ်ဘူးကျတော့တော်လာရဲ့ဒီ in အပြိုလဲသွားအောင်ပဲသူတို့ခေါ်တာဖြစ်တယ် ခဏတုန်းက CDM တွေလက်သုံးချောင်းထောင်ခဲ့တာမှန်တယ်ဒါပေမဲ့ဒီနေ့သူတို့ပြောင်းဝင်ချင်တယ်ဝင်လို့ရတာပေါ့ဘာကြောင့်မို့သူတို့ကနေမှ CDM လောက်သွားတဲ့လူတွေနင့်တို့လုံးဝဝင်လို့မရတော့ဘူးလို့ပြောတယ်ပြီးနောက်တစ်ခုဒီထဲမှာကြော်မျိုးမင်းကအများရန်စကားပြောရည်ဆိုလို့ရှိရင်လူစကားတုံးကိုပြောတာပေါ့ ကလေးတငယ်တွေကိုကျွဲတော့ကနေမှစစ်ခွေးတွေကိုမုံအောင်ကျွဲတော့တင်ပေးလိုက်တယ်လို့ပြောတယ်။အခုလူပမာတိုင်းရင်သားတွေလည်းဒီနေ့စစ်ခွေးတွေကိုမုံတာဟာနင့်တို့ယွာလိုက်ယွာလိုက်မိရှို့တယ်။နင့်တိုင်းညတိုင်းဘုံကျဲတိုက်ခိုက်နေတာကိုကလေးတွေမမြင်ဘူးကလေးတွေမခံစားတတ်ဘူးလို့နင့်တို့ထင်နေကြတာလား။ကျွတ်တို့ဆမွေးလာခဲ့တဲ့ကတဲ့ကနေမှနင့်တို့စစ်ခွေးတွေဒီနေ့ကျမတို့လူပမာတိုင်းရင်သားကလွဲရင်ကြမ်းတော့တိုင်းရင်သားတွေကိုနင့်တို့နှိပ်စက်ခဲ့တာကျွတ်တို့အသေးထဲမှာနာကိုနာတာတသက်လုံး ခေလို့မရဘူးဘသူမှမတင်ပဲဘူးကိုယ့်ရဲ့မိဘဒီတောင်ကျွတ်တော့ကိုမပြောပြဘူးဒါပေမဲ့ကျွတ်တော့ကလူဖြစ်တယ်နင့်တို့လိုမျိုးခွေးမဟုတ်ဘူးလူဖြစ်တဲ့အတွက်ကြောင့်မြင်တယ်ခံစားတယ်ထိတွေ့တယ်ကြုံတွေ့ရတဲ့အရာအလုံးဟာနင့်တို့ခွေးတွေကိုမုန်းဖို့ဖြစ်တယ်။ဆ iam မမပြောနဲ့မိဘတွေလည်းမတင်ခဲ့ဘူး။ဒါပေမဲ့နင့်စင်မှာမြင်နေရတဲ့အရာတွေဟာနင့်တို့ကိုမုန်းဖို့ဖြစ်တယ်။မြန်မာနိုင်ငံမှာရှိတဲ့ကလေးတွေဘာကြောင့်နင့်တို့ကိုမုန်းတယ်လဲ။ တင်ပေးဆရာမလို့ဘူးတွေ့နေရတယ်စစ်ဆောင်နေကြတော့မိသားစုတည်းရဲ့ကလေးတွေနင့်တို့ကိုမနာကျင်ပဲနေမလားနင့်တို့ကိုမနာကြည့်ပဲနဲ့နေမလားနင့်တို့ခွေးတွေကတော့နာကြည့်တတ်မှနာကြည့်တတ်မယ်ဒါပဲမဲခန်းစားချက်ဆိုတာက အထူးသဖြင့်သရိဆန်တဲ့လူကပို့ပြီးမှခန်းစားတတ်တယ်။ဒါကြောင့်မို့ဒီနေ့ကျွတ်တို့လူဒီကတော့ခန်းစားတတ်တယ်၊နာကြည့်တတ်တယ်။ဒါကြောင့်နင့်တို့ကိုမုန်းတာ။နော်။ ဘေးကြောင်းဆက်ဆက်မတင်ပေးလို့မဟုတ်ဘူးဆိုတော့ကိုနင့်တို့ခွေးတွေမြင်မြင်မှတ်ထားပါနင့်တို့ဘက်ကမှဒီ CDM တွေကိုမလို့ချင်တော့ပြောလဲကိစ္စမရှိဘူးနင့်တို့မှတ်ထားဖို့ကဒီမြန်မာနိုင်ငံထဲမှာနင့်တို့ခွေးတွေပြောင်းမဲ့အချိန်မကြတော့ဘူးဆိုတာမြင်မြင်မှတ်ထားပါလို့ပဲပြောချင်တယ်နော်ကဲဒီနေ့ကျွန်တော်ရီရှင်လုပ်ချင်တဲ့ဗီဒီယိုဖိုင်ကတော့ဒီမှာကိုမောင်မောင်ပေါ့နော်ကိုမောင်လိုင်းလွင့်တဲ့အချိန်မှာအောက်ကလာမေးတဲ့အမေးမှာအခုချိန်အမေစု ပုံပါလဲအင်ဂျင်ဝင်ဖမ်းမလားတဲ့ဆိုတော့မင်းခွန်းလေးနော် तू ဘလို့ပြန်ပြေးသားလဲကြည့်ပါမယ်အခုချိန်အမေစုပုံဝင့်ရင်တဲ့ဖမ်းခံရနိုင်မလားဗျဟွန်းတောင်ဆန်းစုကြည်ပုံကိုဝင့်လို့ရှိရင်ဖမ်းခံရနိုင်မလားဆိုတဲ့ခါကြတော့ငါတို့ကမင်းခွန်းကကြမ်းလိုက်တာဖမ်းခံရနိုင်တော့ဗောဗျာနော်ပန်းပိုင်တော့မှဖမ်းတဲ့အခြေအနေမျိုးတွေရှိတာဟုတ်နော်တောင်ဆန်းစုကြည်ပုံကိုဝင့်မဖမ်းရင်တော့မှပဲအနည်းဆုံးစစ်ဆေးခံရနိုင်တယ်စစ်ဆေးလို့ရှိရင်လည်း ကောင်းကောင်းစစ်စစ်နေတာအကြောင်းမဟုတ်ဘူးပေါ့ခင်ဗျားတို့ကနိုင်လွတ်လုံရတယ်ခင်ဗျားတို့မှမရှိဘူးမရှိတဲ့ခါမှာနိုင်လွတ်လုံစားနိုင်ငံတကာတရားလက်လက်ခွင့်လုံခြုံရေးကိုကာကွယ်ပေးတဲ့ဥပဒေအရခင်ဗျားတို့ကမကာကွယ်ပေးတာမရှိဘူးလေအဲ့တော့တောင်ဆန်းစုကြည်ပုံကိုဝင့်မိရတဲ့ကြောင့်မို့လို့ခင်ဗျားတို့ပုံမှာတန်နရာကြီးကြီးမားမားတော့ရှိလာနိုင်တယ်ဒီတန်နရာကသူတို့ရဲ့တန်နရာကခင်ဗျားတို့အတွက်နေရာတစ်ခုကိုရောက်သွားစေတယ်အခက်အခဲတစ်ခုကိုဖြစ်သွားစေနိုင်တယ်အဲ့တော့တန်နိုင်ဆုံးဒီကိစ္စလေးတွေမှာရှာမားလို့ကျွန်တော်ပြောချင်ပါတယ်နော်ကဲကိုမောင်ပြောရတာကြားတယ်နော်စစ်တပ်ကို တသက်လုံးအမာခံထောက်ခံလာခဲ့တဲ့လူတယောက်ပြောတာနော်ကျွန်တော်တို့လိုတော်လန်းနေတဲ့လူတယောက်ပြောတာမဟုတ်ဘူးလို့ဒီနေ့ချိန်ထိတဲ့ဒီပုံကိုယ်တွေကစစ်သက်ကိုထောက်ခံနေတဲ့လူတွေပဲဒါပေမဲ့ဘယ်ရှင်းမတူပေမဲ့ဒီလိုဘောမမျိုးကျွန်တော်လေးစားတယ်ဘာဖြစ်လို့အမှန်အမှန်ပြောရဲတယ်ကျွန်တော်တို့လိုချင်တာဘောမအတိုင်းဝိုင်းမှာအဲ့လိုအမျိုးတွေဒါဆိုရင်လာကျွန်တော်တို့လည်းကိုင်းကပြောတယ်လို့လိုက်ပြီးနေရတာကအမုန်းခံပြီးပြောနေတာအကြောင်းမရှိဘူးဟုတ်တယ်နော်အခုတူပြောမှတယ်နော်ဒေါ်ဆန်းစုကြည်ပုံဖမ်းရင်ဝိရင်နဲ့ဖမ်းမယ်စီးမယ် စစ်ဆေးမယ်စစ်ဆေးတဲ့နေရာမှာရိုးစစ်ဆေးမှာဗောဒါသူပြောရတာရှင်းရှင်းလေးထူရိုက်ပြီးတော့နှိမ့်ဆက်ညှဉ်းပန်းပြီးစစ်ဆေးမယ်ဆိုတော့ဖြစ်တဲ့လားဒေါ်စန်းစုကြူအာမပေးတာအာပေးတာခဏထားလူတယောက်ကိုကိုချစ်လို့ဒီလူတယောက်ကိုကိုချစ်လို့ကိုလေးစားလို့เนาะဒီလူတယောက်ရဲ့ပုံကိုကိုအင်ကြီးမှာဝတ်တယ်ဒါဟာနိုင်ငံအတွက်အပြစ်ရှိတယ်လို့တတ်မှတ်တာနေမှန်လားမှားလားကျွန်တော်ရဲ့ channel ကိုနှစ်သက်တယ်ဆိုရင် like and subscribe ကိုပြခဲ့ဖို့လည်းမေ့ကြပါနဲ့